ကင်ရီ channel ပရိသတ်ကြီးအားလုံးမင်္ဂလာပါဒီတစ်ပတ်မှာတော့ PDF insight page မှာဖော်ပြထားတဲ့တော်လှန်ရေးဗဟိုချုပ်ကင်မှုနဲ့ဒီမိုကရေစီဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့စောင်းမားကိုကျွန်တော်တခင်တွေဖတ်ကြားတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တော်လှန်ရေးဗဟိုချုပ်ကင်မှုနဲ့ဒီမိုကရေစီစေအောင်စုစစ်ဝါဒနဲ့အကြမ်းဖက်စစ်တပ်ကိုအနိုင်ယူဖို့ဆိုရင်တော်လှန်ရေးအောင်မြင်ဖို့လိုပါတယ် တော်လှန်ရေးရအောင်မြင်မှလိုအပ်တဲ့ liberal democracy federal စနစ်နဲ့တရားမျှတမှုတွေကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။တော်လှန်ရေးအထူးသဖြင့်လက်နက်ကင်တော်လှန်ရေးဆိုတာဘ ਹੁ ချုပ်ကင်မှုအာဏာစုစည်းမှုကိုလှုပ်ဆောင်ရတာဖြစ်ပါတယ်။ဒီနေရာမှာအာဏာရင်းမြစ်အကုန်လုံးပါဝင်ပါတယ်။တစ်ချိန်တည်းမှာပဲနှွေဦးတော်လှန်ရေးနဲ့ပန်းနိုင်ထဲမှာ federal democracy ရေးဆိုတာလည်းပါဝင်ပါတယ်။ ဒီမိုကရေစီကိုတော်လှန်ရေးထဲမှာခရေကစတင်ကျင့်သုံးဖို့လိုအပ်ပါတယ်ဒီမိုကရေစီဆိုတာအာဏာတွေကိုဗဟိုချုပ်ကင်မှုရှော့ချထားရေးပဲဖြစ်ပါတယ်အများဆန္ဒနဲ့လူမှုထံကိုပေးရရေးဖြစ်ပါတယ်ဒီနေရာမှာစစ်မှန်တဲ့လူမှုဆန္ဒနဲ့သဘောထားကိုဆိုလိုပါတယ်တော်လှန်ရေးဆိုတာဗဟိုချုပ်ကင်ခြင်းဖြစ်ပြီးတော့ဒီမိုကရေစီဆိုတာ ဗဟိုချုပ်ကင်မှုရော့ကြရေးဖြစ်ပါတယ်ဒီနှစ်ခုကိုဟန်ချက်ကြီးထိန်းနိုင်မှຫນွေဦးတော်လှန်ရေးဟာရှေ့ကိုရောက်မှာဖြစ်ပါတယ်တစ်ခုကရှေ့ရောက်ပြီးတစ်ခုကနောက်ရောက်နေရင်လဲဟန်ချက်ပြတ်ပါတယ်ຫນွေဦးတော်လှန်ရေးအောင်ပွဲရရှိဖို့ဆိုရင်ဗဟိုချုပ်ကင်မှုဟာအားကောင်းဖို့လိုပါတယ်ဗဟိုချုပ်ကင်မှုဟာစီရေးဘက်မှာအားကောင်းဖို့လိုတယ်လို့အုတ်ချုပ်ရေးအာဏာနဲ့ရင်းမြစ်စီမံခံကွက်မှုမှာလည်း အားကောင်းနေဖို့လိုပါတယ်စစ်တပ်ကိုအနိုင်ယူဖို့ဆိုရင်အကွဲကွဲပြားပြားဖြစ်နေတဲ့တက်ကလေးတွေနဲ့တိုက်လို့မရပါဘူးအမိတ်နာခံမှုအားကောင်းတဲ့တော်လှန်ရေးတပ်ဖွဲ့အနေနဲ့တိုက်မှရပါမယ်ကျေဝန်းလာပြီးလူမျိုးစုကွဲပြားများပြားလာတဲ့မြန်မာနိုင်ငံမှာတော်လှန်ရေးအဖွဲ့တွေအကွဲကွဲပြားပြားဖြစ်နေစေခြင်းနည်းနဲ့စစ်တပ်ကနိုင်ငံကိုအုပ်ချုပ်လာခဲ့တာဖြစ်ပါတယ်လက်ရှိကာလမှာလည်း မြေပြင်းကတော်လိုင်းအင်အားစုတွေနိုင်ငံတောင်ထဲမြောက်ဖက် အရှိနဲ့အနောက်ဖက်ကအင်အားစုတွေစုစုစည်းစည်းနဲ့စစ်တိုက်နိုင်မှာစစ်အုပ်စုကိုမြန်မြန်ဆန်ဆန်နဲ့ဖြုတ်ချနိုင်မှာဖြစ်ပါတယ်စစ်တိုက်ရေးအတွက်ဆိုရင်တောင်းနဲ့ခြေတဲ့လက်နက်ငယ်တွေယာနဲ့ခြေတဲ့လက်နက်ကြီးတွေတန်းနဲ့ခြေတဲ့ခဲယမ်းတွေလိုအပ်ပါတယ်အဲ့ဒီလက်နက်ခဲယမ်းတွေဝယ်ယူတက်စင်ထုတ်လုပ်ဖို့အတွက်လဲဒေါ်လာတန်းယာနဲ့ခြေပြီးတော့လိုအပ်ပါတယ် ဲ့ဒီအတွက်စိုးမိုးနယ်မြေကရရှိနိုင်မဲ့ရင်းမြစ်တွေကိုဗဟိုကလည်းစွတ်စွတ်စီစီနဲ့ချုပ်ကင်အသုံးပြုဖို့လိုပါတယ်ဒီလိုမှမဟုတ်ရင်ငွေချင်းရင်းမြစ်တွေဟာပြန့်ကျဲနေတဲ့အတွက်စူစီးတဲ့လက်နက်ကင်တပ်တွေကိုထူထောင်နိုင်မှာမဟုတ်ပါဘူးပြန့်ကျဲနေတဲ့လက်နက်ကင်တပ်ဖွဲ့လေးတွေကိုတမျိုးချင်း တခရင်ချင်းတပြည်နယ်ချင်းစစ်အုပ်စုကအပိုင်းလိုက်ခြေမုံသွားမှာပါ အဲ့ဒီအတွက်ရင်းမြစ်တဲ့ငွေကြေးစီမံခန့်ခွဲမှုမှာလည်းဘိုးချုပ်ကင်မှုဟာလိုအပ်ပါတယ်အလားတူပဲအုတ်ချုပ်ရေးပိုင်းမှာလည်းတနေတစ်မျိုးနဲ့အကွဲကွဲဖြစ်နေလို့မရပါဘူးကိုပိုင်အုတ်ချုပ်ခွင့်နဲ့ဖယ်ရယ်ကိုအမိခံအားဖြင့်လက်ညှိုးထိုးပြီးတော့ကိုနဲ့ကိုစိတ်ကြိုက်အုတ်ချုပ်မယ်ဆိုတဲ့စစ်ဘင်ဝါဒကိုလည်းကျင့်သုံးလို့မရပါဘူးတနိုင်ငံလုံးတော်လှန်ရေးတစုံလုံးအတွက်ညှိနှိုင်းလှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ် တော်လှန်ရေးအတွက်ဗဟိုရဲ့အုတ်ချုပ်မှုဟာအားကောင်းနေဖို့လိုပါတယ်2022ခုနှစ်နေမြေစိုးမှုမှုတချို့ရတဲ့အခြေအနေနဲ့2025ခုနှစ်ကြာသုံးတက်တာကာလကိုလေ့လာကြည့်ရင်အာနာရီအလွန်အမင်းအပိုင်းပိုင်းပြတ်နေတာဟာလူမှုအတွက်တော်လှန်ရေးကြီးတစ်ခုလုံးအတွက်အကျိုးမဖြစ်ဘူးဆိုတာတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအတွက်ခိုင်မာအားကောင်းတဲ့တော်လှန်ရေးဗဟိုချက်လက်တံတွေတိစောက်ဖို့လည်းလိုပါတယ် ဒါကိုပုံမှန်နိုင်ငံရေးအခြေအနေမှာတော့နိုင်ငံတော်တည်ဆောက်ရေး state building လို့ခေါ်ပါတယ်ဒီလိုအရေးကြီးတဲ့တော်လှန်ရေးဗိုလ်ချုပ်တွေရဲ့လက်တံတွေစွမ်းဆောင်ရည်ပြည့်ဝရေးအရေးကြီးသလိုတော်လှန်ရေးတစ်ခုလုံးကို မောင်းနေနေတဲ့ဝိညာဉ်ကလည်းအရေးကြီးပါတယ်ဘယ်လိုတော်လှန်ရေးအတွေးခေါ်ဘယ်လိုနိုင်ငံရေးအတွေးခေါ်နဲ့မောင်းနေကြမလဲအချက်တဲအခက်အခဲတွေကိုဘယ်လိုအတွေးခေါ်မျိုးနဲ့ရင်ဆိုင်ကျော်လွှားမလဲဆိုတာတွေပါ ဒီရေးကိုအသေးစိတ်ရေးမှာမဟုတ်တဲ့အတွက်ခြံထားခဲ့ပါမယ်။ဥရောပသမိုင်းကိုကြည့်မယ်ဆိုရင်စစ်ပွဲတွေကြောင့်အာဏာချုပ်ကိုင်မှုနဲ့အုပ်ချုပ်ရေးပိုင်းစွမ်းဆောင်ရည်ကိုခိုင်မာအောင်လှုပ်ဆောင်ရင်းနဲ့နိုင်ငံတော်တွေပေါ်ထွန်းခဲ့ရပါတယ်။စီးရေးလိုအပ်ချက်ရဖို့ချုပ်ကိုင်မှုတိုးမြင့်ရခြင်းကိုဆိုလိုတာပါ။အဲ့ဒီတွေ့ Charles Trilly က War make the straight and the straight make war လို့ထင်ရှားစွာကြွေးကြော်ခဲ့တာပါ။ ဥရောပအခြေအနေနဲ့မြန်မာပြည်ရဲ့လက်ရှိအခြေအနေဘယ်လိုပဲမတူဘူးပြောပြောလက်တွေ့သုံးသပ်ချက်တွေကတော့ခိုင်မာတဲ့ဘိုးချုပ်ကင်မှုတိုးချဲ့ဖို့လိုအပ်ပြီဆိုတာကိုညွန်ပြနေတာပါဒီမိုကရေစီကိုစတင်တည်ထောင်ကစားအမေရိကန်ပြည်ထောင်စုရဲ့အတွေ့အကြုံကို ရေးသားထားပြီးတော့1835ခုနှစ်မှာစတင်ထုတ်ဝေခဲ့တဲ့ Democracy in America ဆိုရဲ့ on some particular and uh, accidental cause the south to bring a democratic people to centralize power or tamp it away from that kamale sa yi tu lsd talk ve ga aw ba dai yi ta tha ba de နိုင်ငံရေးအာဏာကိုအလွန်မင်းဘိုးချုပ်ကင်မှုဟာအစိုးမှလူအဖွဲ့အစည်းကိုပင်မအင်အားရုပ်စေပြီးတော့အစိုးရအဖွဲ့ကိုယ်တိုင်ကိုလည်းအားနိုင်စေတယ်လို့ကျွန်တော်ယုံကြည်တယ် ဒါပေမဲ့လည်းဘိုးချုပ်ကင်ထားတဲ့လူမှုရေးအင်အားစုတရက်ဟာ ကြီးကျယ်တဲ့အရာတွေကိုသတ်မှတ်ထားတဲ့ကာလနဲ့ဆုံးဖြတ်ထားတဲ့အတိုင်းအလွယ်တကူစွမ်းဆောင်နိုင်တယ်ဆိုတာကိုကျွန်တော်မငြင်းပါဘူးဒီလိုမျိုးအခြေအနေဟာစီရင်မှာပို့ပြီးတော့မှန်ကန်ပါတယ်စီရင်မှာအောင်ပွဲဆိုတာတစုံတူတစုံတရာမှာရှိတဲ့ရင်းမြစ်အလုံးကိုတတ်တတ်မှတ်မှတ်တပွိုင်းပွိုင်းမှာစူးစီးထားရေးပေါ်မှာပုံမှန်မိခိုးနေပါတယ် ဲ့ဒါကြောင့်ပဲလူသားတွေဟာစစ်ပွဲတွင်းမှာဘိုးချုပ်ကင်မှုအာဏာကိုတိုးချဲ့ရလိုလားကြသလိုလိုအပ်လာတာကိုလည်းတွေ့လာကြရတာဖြစ်ပါတယ်။ဒါကြောင့်ပဲစစ်ပွဲဆိုင်ရာကျွမ်းကျင်သူ genius တွေကဘိုးချုပ်ကင်မှုကိုနှစ်လိုကြတာဖြစ်ပါတယ်။အဲဒီလိုလှုပ်ဆောင်တာသူတို့ရဲ့ခွန်အားကို တိုးပွားစေပါတယ်။အလားတူ ဘိုးချုပ်ကင်လိုသူ အားလုံးကလည်းစစ်ပွဲကိုလိုလားပါတယ်။အဲ့လိုလှုပ်ဆောင်ဖို့အတွက်တိုင်းပြည်တွေဟာအာဏာအားလုံးကို နိုင်ငံတော်ရဲ့လက်ထဲမှာတင်းတင်းကြပ်ကြပ်ထားရှိဖို့လိုပါတယ်လို့ဒီလိုအထက်ပါရေးသားမှုတွေကို ကြည့်မယ်ဆိုရင်တော်လိုင်းရေးအတွက်နိုင်ငံတည်ဆောက်ရေးအတွက်ဘိုးချုပ်ကင်မှုဟာအရေးတကြီးလိုအပ်နေတယ်ဆိုတာသိတာပါတယ်။တစ်ဖက်မှာလည်းဘိုးချုပ်ကင်မှုကြီးလွန်ရင် ဒီမိုကရေစီအတွက်နေရာမရှိဖြစ်တတ်ပါတယ်။နှွေဦးတော်လှန်ရေးကတိုက်ပွဲဝင်နေတာဟာအလုံးစုံချုပ်ကင်ထားတဲ့နိုင်ငံတော်ဘျူရိုကရေစီနိုင်ငံတော်အတွက်တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။လောလတ်ခွင့်တရားမျှတမှုနဲ့အမှန်တရားဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေတာပါ။အဲ့ဒီထက်အရေးကြီးတာကဘ ਹੁ ချုပ်ကင်မှုကိုမှန်ကန်စွာအကျိုးရှိစွာအသုံးပြုရေးပါ။ ဘဝချုပ်ကိုင်မှုဟာကြီးမားတဲ့အရာတွေကိုလှင်မြန်စွာဆောင်ရွက်နိုင်တယ်လို့စီမံမှုကိုကဲမှုလွဲမှားသွားရင်လေပြင်ရခက်တဲ့အမှားတွေပေါ်ပေါက်လာနိုင်ပါတယ်။ဆိုဗီယက်ပြည်တော်စုဥပမာကိုကြည့်နိုင်ပါတယ်။ဒါဟာစွမ်းဆောင်ရည်ပြဿနာဖြစ်ပါတယ်။ပုံမိုအရေးကြီးတာကဒီမိုကရေစီရေးပါ။ဒေါ်လာရေးလိုအပ်ချက်ရဘိုးချုပ်ကိုင်မှုတိုးပြင်ခြင်းဟာဒီမိုကရေစီအတွက်လွတ်လပ်ခွင့်အတွက် နေရာမရှိသလောက်ဖြစ်လာမယ်ဆိုရင်တော်လှန်ရေးစတင်ရခြင်းအကြောင်းရင်းနဲ့တော်လှန်ရေးရဲ့ရည်မှန်းချက်တွေကိုသွားပြီးတော့တက်ရောက်သလိုဖြစ်နိုင်ပါတယ်။တော်လှန်ရေးအတွက်လိုအပ်တဲ့ဒီမိုကရေစီကိုလည်းကြီးထွားခွင့်ပေးမဲ့ဘိုးချုပ်ကင်မှုမျိုးဖြစ်ပါတယ်။ဘိုးချုပ်ကင်မှုနဲ့ဒီမိုကရေစီကိုဟန်ချက်ညီကျင့်သုံးနိုင်ရင်တော်လှန်ရေးတစ်ခုလုံးဟာစီရေးအရာရောနိုင်ငံရေးအရာရောတည်တည်တာလာရှေ့ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ PDF insight ရဲ့စောင်းပါကိုကျွန်တော်တခင်တွေဖတ်ကြားတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးစတဲ့အထွေထွေသုံးသပ်ချက်တွေကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့တခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော်။ဗီဒီယိုကိုအစားဆုံးကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးအားလုံးလည်းဘေးကင်းကြပါပြီ။စီးပွားလာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်တွေဆုတောင်းပေးလိုက်ပါတယ်။